မင်္ဂလာပါအင်္ဂလိပ်စကားပြောကောင်းကောင်းပြောတတ်ဖို့ကျွန်တော်တို့နေ့စဉ်သုံးစကားပြောလေးဆက်ပြီးလေ့လာကြည့်အောင်ဒါလေးရကျွန်တော်တို့စကားပြောလေးတင်နေတဲ့အမေးအဖြေလေးလည်းတခါတည်းဖြည့်ပေးလိုက်တာပေါ့နော်အနံပါတ်1ရှိပါစေတော့အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် let it be လို့ပြောတယ်အနောက်နောက်တကြောင်ပြောတာရှိသေးရဲ့ so be it ဆိုတာလေးအဲ့ဒါလေးလည်းသုံးတယ်ဒါလေးမှတ်ထားပါဘောနော်နောက်တစ်ခု အဝတ်စားတွေပါတယ်ဆန်ဝစ်ကြီးရအောင် try လို့ပြောတယ် try it on အဲ့ဒါဆန်ဝစ်ကြီးရဥမာ let me try ပေါ့နော်ကျွန်တော်ဆန်ကြည့်မယ်လို့ပြော I try it ဆိုရင်ဆန်ဝစ်ကြီးနောက်တစ်ခုဟင်းနေပါတယ်ဆန်ပြီးတော့မြည်တာကိုလည်း try လို့ပြောတယ်ပေါ့နော် I try ဆိုတာကြိုးစားတာတွေလည်းပြောတယ်ဒါဝတ်စားတွေဆန်ဝစ်ကြီးတယ်နောက်တစ်ခုဥမာဟင်းနေပါတယ်ဆန်ပြီးတော့မြည်တာကိုလည်း try လို့ပြောတယ်အဲ့ဒါလေးမှတ်ထားပါဦးနော်နောက်တစ်ခု don't be shy don't be shy ဆိုမရှက်နဲ့လို့ပြောတာအဲအင်္ဂလိပ်စာသင်နေဆိုရင်မရှက်နဲ့ပေါ့နော်တချို့ကအဲအင်္ဂလိပ်လို့ပြောမှရှက်တာလည်းရှိရယ်အဲသင်တယ်မှာဆိုလို့ရှိရင်အတားလေးလေ့ကျင့်ပေးရတယ်ပေါ့နော်အခုပြောလိုက်လို့မှားသွားမှာတို့အဲလိုလေးရှိတတ်တယ်ဒါမှမဟုတ် don't be shy မရှက်ရဘူးတဲ့အဲနောက်တစ်ခုအခုလားနောက်မှလားဟိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုတော့လွယ်ပါတယ်အဲ့ဒါလည်း now now ဆိုအခုပြောတာပေါ့နော် or later အခုလားဒါမှမဟုတ်ရင်လည်းနောက်မှလားအဲ့ဒါလို့ပြောတာအဲ့ဒါလေးမှတ်ထားပါဦးနော်ဒါလေးလည်းလေ့လာတာလွယ်တယ်အနောက်ကျွန်တော်တို့အင်္ဂလိပ်စကားပြောကောင်းကောင်းပြောတတ်ခြင်းနဲ့ဆိုရင်ကျွန်တော်စာအုပ်လေးလည်းရှိရယ်စာအုပ်လေးမှဖတ်ပေးပါဦးနော်ဒါစာအုပ်မှမယ်ဆိုရင်ကျွန်တော်ဘောဘွားဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့မှာပေးပါဦး